ဒီနေ့ခေတ်တချို့တက္ကမတွေတက္ကရီပြောကြသေးတယ်။အုပ်သဘောရုပ်ချောတယ်။အုပ်စာပေါ်တိုင်းရုပ်ချောရတာမဟုတ်ပါဘူး။နော်။အုပ်စာပေါ်တိုင်းရုပ်ချောတာတော့မဟုတ်ဘူး။အုပ်စာမပေါ်လည်းရုပ်ချောခြင်းချောတာ။ဥစ္စာပေါ်တဲ့လူနဲ့ယောက်ကချောခြင်းချောတာ အဲ့ဒါဥစ္စာပေါ်တာနဲ့ရုပ်ချောတာနှစ်ဖက်လုံးပြည့်စုံတဲ့လူကိုသူတို့ကရည်ရွယ်ပြီးပြောဟာတူပါတယ်။နော်ဥစ္စာပေါ်ရုပ်ချောဆိုပေတော့အဲဒီမဲ့လို့တော်တော်များများကတော့နော်ဥစ္စာပေါ်တဲ့လူတွေကရုပ်ကချောသွားတာများတယ်တူးစင်းဥစ္စာရုပ်အသက်နဲ့ရှိတဲ့လူအချင်းချင်းတောင်မှဥစ္စာရှိတဲ့လူနဲ့မရှိတဲ့လူမတူဘူး။ရစေဥစ္စာရှိတဲ့လူကြတော့အမျိုးဘယ်ကရောက်လို့ရောက်လာမှန်းမသိတဲ့အမျိုးတွေအမျိုးတော်ချင်းနဲ့သူတွေ အိုးအဆုံးပြားကနေပြီယနေ့ခေတ်ကလည်းရွှေရှိမှမြို့တော်ရှင်တဲ့ရွှေမျိုးတို့ဂုံရှိမှမြို့တော်ရှင်တဲ့ဂုံမျိုးတို့ဒီလိုတွေရှိတာကိုဥစ္စာပွဲရင်တခါတည်းလူချစ်လူခင်များတဲ့ယုတ်ကချောတယ်လို့လို့ဖြစ်သွားနော်အဲဥစ္စာတို့ဒီစာမှာရှိတဲ့တထေကြီးတယောက်ကတော့ဥစ္စာကတော့ပေါ်တယ်ကတိ၈၀ချမ်းသာတယ်အိလိဒ်တထေကြီးတဲ့ အလေးသာတဲ့ဟိအဲ့အရာသူကအရေး60ချမ်းသာတာပဲဥစ္စာပေါ်သလားမမင်းရုပ်ကတော့မချောဘူးဗျာရုပ်ကတော့မချောဘူးသူရုပ်ကဘယ်လိုဖြစ်နေတုံးဆိုတော့ခြေောက်ကလည်းခွင်းလို့တဲ့ကွာတာကွာတာနဲ့လမ်းသွားရင်ကြည့်ရတာအဆင်မပြေဘူးမျက်စိနဲ့မြင်ကြည့်ပေါ့ခြေခွင်းနေဖြောင်းဖြောင်းမသွားနဲ့ခြေောက်ကိုပွေးပြီးတော့ကွာ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 နဲ့သွားတယ်လို့ဖြစ်တယ် ကျတော့ခွင့်ယုံပဲလားကိုတော့ဒီလောက်နဲ့တော့ကြည့်မဆိုးသေးပါဘူး။နော်။ကြုတ်ရည်လေးမျက်နာလေးတန်တန်ပြတ်ပြတ်လေးဆိုရင်လည်းကြည့်ပြောရှုပ်ပြောမထင်နဲ့။နော်မထင်နဲ့။မျက်လုံးကတောင်တလုံးမြောက်တလုံးပဲကြည့်လို့ကြည့်မှမသိ။ပြောကြတာကမျက်လုံးကလည်းဆိုးရင်းနေ။မျက်နာကလည်းတွန့်လိုက်ပြတာမျက်ရည်ရှုံပိုင်းနဲ့ကြည်ကြည်လေးလည်းမရှိဘူး။အမျောလို့အားမမျောရဘူး။နော်။အေး အမျောလုံးမကောင်းသူ့စိတ်နဲ့စိတ်နဲ့စိတ်ထားနဲ့လိုက်ပြီးတော့ကြောရီကလည်းအချိုးပေးတယ်လို့ပြောရမှာလားမသိအဲ့ဒါအဲ့လောက်တင်ပဲကသလားမျက်စိဆွေးယုံပဲလားဆိုတော့မဟုတ်ဘူးလက်တွေကလည်းဖြောင်ဖြောင်တန်းတန်းမရှိဘူးတဲ့ကောက်ကိုယ်စဉ်းစားကြည့်တယ်ခြေောက်ကလည်းခွင်းမျက်စိကလည်းစောင်းတဲ့နာကလည်းရှုံတော့လက်တွေကလည်းကောက်ကိုယ် ဒါရင်ပဲလားကာသည်ခါကြီးရလဲကုန်းတာဘယ်နေရပါကြည်လို့အဆင်မပြေဘူးကြည်လို့အဆင်မပြေဘူးเนาะတို့တော်လည်းပဲချွေရှိမှမြွတ်တော်ကျင်တဲ့လူတွေကတော့မျက်စိစုံမဲ့ပြီးတော့တထေးမင်းတထေးမင်းနဲ့ချောကျင်ချောနေမှာပါချောကျင်ချောနေမှာချောကျင်ချောနေမှာဟလာဦးငွေဦးငွေခင်းတော့ဒေါငွေခင်းတော့ဒီတစ်ခေတ်အဲ့လိုမျိုး တချို့လူတွေပြောပါတယ်လူတိုင်းတော့မဟုတ်ပါဘူးတချို့စရင်ကောင်းတယ်လို့ဖြောင်းမှန်မှန်ကန်တဲ့ပုံကတော့အဲ့ဒါလိုမရှိပါဘူးအေးအရာဥစ္စာပေါ်တယ်လေရုပ်မချောတဲ့တထေကြီးလို့ပြောရမှာပေါ့လေသူ့ရုပ်ကလည်းသူ့စိတ်နဲ့လိုက်ဖက်တယ်လို့ပြောရမှာတိုင်းပဲအလုံးကိုနှမျောကက်စီနဲဘလောက်တော့နှမျောကက်စီနဲဆိုတော့သူ့မိသားစုသူတော်မတ္တရာဘူးအတော်သေးတာဘူးသူ့ကိုသူတော်မတ္တရာဘူးလို့ပြောလို့ရတယ် နော်အခုတော့စားခြင်းတောက်ခြင်းနာတော့မှဝဲမစားရမတောက်ရပြီးစင်းစင်းရဲရဲပိန်လိမ့်ပြီးအဲ့ဒီစိတ်စင်းရဲခံပြီးတော့နေတာစိတ်တဝခံပြီးတော့အမလေးစားခြင်းစိတ်ကိုမြူဝသိပ်ပြီးတော့တွေးအခါခါတွေးကိုအခါထောင်လောက်မျိုးချပြီးအစင်းရဲခံပြီးနေတဲ့လူဘလောက်နှမျောတယ်လည်းမပြောနဲ့နှမျောတာလည်းစံခြင်းချိုးတယ်စံခြင်းချိုးတယ်အဲ့ဒါလိုဖြစ်တယ်နော်အဲ့ဒါလိုဖြစ်တယ်အဲ့ဒါအလေးတာတစ်ထည့်ကြီးစရာ အဲ့ဒါဥစ္စာပေါ်သွားလဲရုပ်မချောတဲ့သူလို့ပြောရမှာပေါ့အဲမလို့ဥစ္စာဘောရုပ်ချောဆိုတာဒီစကားဟာအရာခတ်သိမမှန်နိုင်ဘူးပေါ့အဲမလို့စိတ်ကောင်းလေးမွေးပြီးစေရနာထားကြဖို့ကိုယ်ပတ်ဝန်းကျင်ကိုယ်အနေထားကိုကိုယ်စွမ်းနိုင်သည့်အားလျော်စွာကျေးဇူးပြုကြဖို့လို့ရပေါ့အေလိဒါတည်းစီလို့တိတ်နှမျောလွန့်ရင်လည်းပဲဘလောက်ချမ်းသာ နေပါစေုံတော့အကျိုးရှိမှာမဟုတ်ဘူး ိုင်မဲ့လို့စိမဲ့ကမ်းမဲ့ဘလဘွားတုံးရမယ်ပြောတာတော့မဟုတ်ဘူးစိကံတကြကြကြနာနာစစ်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 လောက်ကြဖို့တော့လိုတာပေါ့ရှိတယ်လူလည်းရှိတယ်လူလည်းရောမရှိတယ်လူလည်းမရှိတယ်လူလည်းရောရှိတယ်လူလည်းငါတို့ရှိတယ်กว่าဆိုပြီးတော့တုံးဖြုံပြစ်တာပြောတယ်ဥစ္စာတော့မလုပ်စေချင်ပါဘူးအေးခမရတို့ပိုင်တဲ့ပစ္စည်းဆိုတော့လေသဘောပေါ့မပြောလို့ပါတို့တော့လည်းပဲဥစ္စာတော့နိုင်ငံမှာဒီနေ့ခဲ့နေထားရစစ်ဘေးတွေမလျင်ဘေးတွေ ရေပေတယ်။အော်ဒုက္ခမျိုးစုံပင်လယ်ဝေးပြီးတော့လွယ်ချက်ပေါင်းများစွာရှိနေတဲ့နိုင်ငံဖြစ်တဲ့အတွက်အဲ့ဒီလိုဒုက္ခရောက်နေတဲ့ပြည်သူတွေကိုငဲ့ပြီးတော့မျှဝေစာနာကြပါတဲ့ဥစဉ်နဲ့။အာဘိတိုက်တွန်းပါတယ်။